အလုံးမင်းမင်္ဂလာနေ့လေးဖြစ်ပါစေရှင်ဒီတစ်ခါဖတ်ပြခြင်းနဲ့ဝတ္ထုတော်လေးရတော့1958ခုနှစ်ဧပြီလထောက်ရောက်ရီမဂ္ဂဇင်းမှာပါရှိတဲ့တိုင်းဆရာကြီးပြင်ဖြူကျော်အောင်သိရေးသားထားတဲ့အေးစိန်နေကောင်ရှောင်းခြင်းဆိုတဲ့မဂ္ဂဇင်းဝတ္ထုတော်ပဲဖြစ်ပါတယ်အလုံးမင်းနားစင်ခင်စားပေးပါဦးရှင်အေးစိန်နေကောင်ရှောင်းခြင်းအခန့်တင်တင်ကြဲကျောင်းကားကို၎င်း ပေါထော်ကားကို၎င်းတင်းနေ၍ရန်ကုန်ဘက်သို့လာခဲ့တိုင်းသူတို့ကိုမမြင်ချင်၍မရပေသူတို့တရင်ကိုမကြားလို့၍မရပေသူတို့သည်သူတို့၏အစင်မပြေသောနွမ်းပါတီရုပ်တွေဖြင့်ဘက်စကားပေါ်သို့တက်လာတတ်ကြကဘေးပီရှိအခြားခီးတယ်များ၏မျက်စိအမြင်နာအကြဖြင့်နှိမ့်မြခြင်းရှိမည်မရှိမည်ကိုဒရုမမူနိုင်ပေသူတို့၏အစင်မပြေသောအိမ်တွင်ရေများအကြောင်းကို သူတို့အချင်းချင်းနှိနှောတတ်ကြသည်ဖွင့်ဟာတိုင်းနေတတ်ကြ၏တစ်ခါတစ်ခါတွင်သူတို့၏ရုပ်သွင်းနှင့်ဇလန်းကိုပြက်ပြက်ကြားနိုင်ရသူကအမရင်နှမရင်တွေတပွင်တနာကျင်နာခဲ့ရခြင်း ယူကျုံမရဝမ်းပန်းတနေဖြစ်ခဲ့ရခြင်းများမှာအကျဉ်းချင်းတစ်ခါတလေရောဒယုနာတော်တော်နှင့်ကဲကြောက်ထိုးကျိတ်ပြလိုက်ခြင်းသည်တင်ရတစ်စက်မှမူမောင်းမိုင်းလာသည့်မျက်လုံးအစုံကိုကာကြရင်ပေါက်မှ အပြည့်စုံမြင်လွှဲကား မသိနိုင်မသိပါတာတာနေပြလိုက်ရ၏ဤသူများအထက်မှအေးစိန်ဤကြားလျာကိုအမှန်မထင်ကြားလိုက်ရသောနေကတနေ့လုံးမှုန့်ကုတ်လို့သာနေခဲ့မိသည်ခင်းတဲ့တွင်တင်းကျပ်ဆုံနေခဲ့ရသည်တခေကာလများ၌တိကျွမ်းခြင်းမြင်ဘူးခြင်းမရှိခဲ့ပေမည့်နေယောက်ျားကအဲ့သို့လုံးဝမလာတော့ရုံများမကခလေးအတွက်ပင်တစ်ချက်တည်းများမြတ်ပေးကြခြင်းမရှိကြောင်းကို သူနဲ့ဇတ်တူဟန်ဖြစ်ရတူတော့အသက်40အရွယ်မိမကြီးတယောက်အားတိုင်တဲတံများကြာရသည် မတနာပဲနေပြလိုက်၏မရပါ။အိုးဗမာအမျိုးသမီးတယောက်ပါလားဟူသည့်အသည်ကခင်းမင်းဝင်ရောက်လာတော့ကာလ၌လူနေပြုံမြင့်စဲအရွယ်မှာစိတ်ထား၍နွမ်းကျင်ရသည့်ပုံကိုတွေ့မြင်ရသောအခါရဲတဲ၌ငါကျင်လာရတော့လေ၏။ဝမ်းနေရခြင်းမြင်အတူတနာကျနာစိတ်တည်နေပောက်ဖွာလာရလေ၏။ အခင်းနှင့်ဒီလန်း၌လာကျန်းတစိတ်သက်စကားနှင့်ရုံတစိတ်သက်စကားတို့ဥတ္တဟုဖြတ်တန်းသွားလာနေကြ၏အမောင်ကျက်သောစစ်လော်ရီကြီးများအုတ်ကားနှင့်တုံတေကားကြီးများသည်လည်းတမိနစ်ချာဆိုသလိုဤလမ်းမှပင် သွားလာနေကြသဖြင့်မတော်တဆထိခိုက်မှုများသည်မကြခဏဖြစ်ပွားခဲ့၏လမ်းမှာပင်90တသားမြတ်သာကျဲနေမည်ထင်သည်လမ်းပေး၌ ြီးမားသောတက်တုံးကြီးများရှိသည်လော်ရီကားကြီးများကို ထိုးရထားသည် အစီအယုံဝင်ဟူသောစလုံးကြီးများကို ခေရှားစွာရေးပြီးမှပန်အမီကို မထင်မရှားရေးထားသောတေဝါဒဏိဆိုင်များသည်လည်းလမ်းဘေး၌ပင်တည်ရှိက ပြည်တို့ပြင်စာများဝါများဒဏိနှင့်မဒမစသောပစ္စည်းများကိုလမ်းဘေးရှိ လူသွားလဲကြည်ကြည်ကလေးပေါ်တွင်တောင်းပုံရာပေါ်ပြစ်ချထားသည်ကိုအာမရနိုင်ပေ ပြင်းများသောပါလဲပေါ်တို့ပင်ဆဲတဲ့တောင်းကျနေကြလေ၏အချိန်မှာညနေ၄နာရီခန့်တွင်ဖြစ်ပြီးခေါင်းပေါ်တွင်ပြီးမသောကျေးအိုးကြီးတစ်လုံးနှင့်တကယ်ဖွဲ့ရောင်များကိုရွက်ထားသောမိမတယောက်သည်တာမွေပလီကြီးနှင့်ညနေချင်းဆိုင်နေရာမှလမ်း၏အရှေ့ဘက်သို့ဖြတ်ကူးရန်ကြိုးစားနေသည်လမ်းမှာကျင်းမြောင်းစီတွင်လမ်းပေါ်၌တွာလာနေသော ကားများသည်သူ့လဲကိုလဲဟူ၍ ဖွဲ့ချသွားလာခြင်းမရှိသည့်အတွက်အဆိုပါမိမသည်တလန်းလုံးရှင်အောင်စောင့်နေရသည် သူသည်ခြေတံများရှင်းလင်းသွားသည့်တိုင်အောင် မလဲမကန်မှအပြင်းမောင်းလာသည့်ဇကားတစ်စီးကိုမြင်နေရသည်သဖြင့်လက်တစ်ချက်မြတ်သာဖြတ်ကူးဝင်ပြီးလာနေသောကားလွန်သွားအောင်စောင့်နေရ၏ကားနှင့်မိမိပြန်ပောင်တန်းသည်နှင့်တပြိုင်နက်ဖြတ်ကူးရန်ဟန်ပြင်းလိုက်ပြီးတွင်အကျဲနင်းလာသောစိုက်ကားတစ်စီးကြောင့်အပြင်းအလွာတဲရှောင်ပေးလိုက်ရသည် စိုက်ကားလောသွား၍လမ်းကိုဖြတ်ကူးရင်ခြေလမ်းပြင်ရင်လမ်း၏အထက်အောက်ကိုလမ်းကြည့်လိုက်သောအခါမှာဗက်စကားနှစ်စီးသည်တစ်စီးကိုတစ်စီးလွတ်တယ်ရင်အပြင်းမလာပြန်သဖြင့်လွတ်ရာသို့ဖယ်နေလိုက်ရလေ၏။သူမိမငယ်ပြီးခေါင်းပေါ်မှလေးလံသော အုတ်ခွက်ပကံများကိုရွက်ထားရယုံနှင့်ကတာမန်လေးလံခြင်းမျှသာဖြစ်သောကြောင့်လမ်းရှိအောင် ရက်ဆောင်နိုင်ရန်မှာလွယ်ကူမည်ဖြစ်တော်လေ။ အတော်ပင်ရစ်မာနေပြီဖြစ်သောကိုဝင်ဤလေးလက်ချင်းကပါ ပေပန်ချင်းလေးတွယ်ချင်းနှေးကွေးချင်းတို့နှစ်ပင်ထပ်ပေါင်းဖီစီနေပြန်ချင်းကြောင့်ကြာတော့တီးခံနိုင်ပုံမပေါ်တော့ပေကြနေဤအရာအဝယ်သူ့တစ်ခုလုံးမှသွေးများဖြင့်ကျွဲ့အိုင်လာလေ၏ညလုံးအစုံ၌အခံရခက်သောဝေဒနာသည်ပေါ်ပေါက်လာသည်သူသည်ကြာရှည်ရက်ဆောင်မနေနိုင်သည့်အစုံ၌ မျက်စီကိုမှိတ်အံဖို့ကျိတ်လျင်လမ်းကိုပြေး၍ဖြတ်ကိုလိုက်၏။ခဲဟူသောအတန်များဖြတ်ပေါ်လာသည်။တစ်ဆက်ထဲပင်ပကံစာသော တွေ့ရဲများကြာကွဲသည်။ပြေအိုးသောနှင့်တန်ပေါင်းစတိတို့၏ထိခိုက်လွင့်စင်သံများပါဖြတ်ပေါ်လာ၏။အိုးအေးစိန်အေးစိန်အသက်40အရွယ်အသားညိုညိုနှင့်ဘဝဖက်ဖက်မိမတယောက်သည် အထောက်ကလေးတစ်ခုကိုလက်မကင်ကာ ပုံစံဆိုင်ကလေးတစ်ပိုင်အတွင်းမှာပြေးထွက်လာ၏ထထမိမကြီးသည်အေးစိန်အားပြေးပွေကထူမပေးသည်ဘလို့ဖြစ်တာလဲ၏ထော်လဲတာပေါ်အမကြော့ရင်အေးစိန်သည်လူးလဲထရင်ပြုံမဲ့ကပြန်ထေးသည်ထမိန်ကိုပြင်ဝစ်ကပြစ်တက်နေသည့်အင်းချီစာကိုဆွဲချ၏ကို့မလဲမပေါ်မပားကြည့်နေဟာကိုသတိနဲ့သွားမှာပေါ်အေးစိန်ရဲ့နှက်ကြောကကျိုးအိုးကြီးကိုတောင်းတဲ့သူပြန်ထည့်ပေးသည် အေးစင်ကမကွဲမရှာကြံသေးသော အတူအဆကလေးများကို လိုက်လံကြောက်ယူရကသတိတော်ထားတာပဲမကြော်ရင်ကားတွေကရှုံလုံးတော့ရက်တောင်းရတာကလည်းအကြာကြီးမှုပြေးကူလိုက်မိလားဟုပြုံးငယ်စွာ ပြန်ဖြေပေး၏အတော်အလာကဘယ်နဲ့နေသလဲစိတ်များလေးနေသလားမလေးပါဘူးခါမြင့်တည်ခြင်းဆိုအပြူအပုတ်ခိုင်းပါလိုက်၏အော်သူ့မလဲတနေ့တနေ့အလောက်ရှာထွက်ရတာနဲ့ပဲအချိန်ကုန်နေတော့ ဘမပို့အားကြိုအားပါမလဲအေးစိန်သည်တောင်းရွက်ခါမက်ကျော်ဤနောက်မှတကားတပြောပြောနှင့်လိုက်လာသည်။အုံးအမကျော်သူတို့သည်အင်ကျိုအင်ချမ်းမှဖြတ်တန်းလာကြရင်အေးစိန်ကလဲပြီးခေါ်လိုက်သဖြင့်မက်ကျော်ကလှည့်ကြည့်သည်။မနေ့ကမှတ်တမ်းတရဈေးကိုလာလို့မောက်တပကံတော့ခေါ်တွေးလိုက်ရသေးတယ်။သူ့အကြောင်းကြားရတာလေစိတ်မကောင်းစရာပါပဲအမကျော်ရဲ့။အေးဟဲ့ငါ့ကျက်ဒဲ့လင်ကို လမ်းမှာတွေ့လို့တော့ခေါ်တော့လှည့်မကြည့်တော့ဘယ်နဲ့အေးပြောဆိုပေးတော့ကတော့ငါတို့ကိုမျက်နှာကျိုးတွေးလို့အခုလိုအပြစ်မရှိဘဲနဲ့ပြစ်သွားတော့ငါတို့ခွေးပြစ်ကုန်တာပေါ့ဟုတ်တာပေါ့အေးစင်ကမချမ်းမြေ့စွာဖြင့်ဝင်ထလိုက်ရကအမကျော်တော့ကြားကြလားမကြားနိုင်ဘူးလားမသိဘူးဒီမှာကြားတာကတော့သူ့ယောက်ျားရာကိုရဲ့ညီနဲ့တလောကဘာလို့လို့ကြားလိုက်ပြီးအခုတော့ရာကိုကလည်းမကက်ပြန်ဘူးတဲ့ စားရမယ်တောက်ရမယ်မို့ဟိုလူဒီလူနဲ့တောင်ဘာလို့လို့ကြားမိတယ်ဟုနှစ်ယောက်ပခုံးကြီးရှင်လူရှင်ချင်းတိုးကပ်သွားကအတန်ကိုနှိပ်ပြီးပြောလေ၏ကြားတဲ့အေးစိန်ကြားတယ်အဲ့ဒါကြောင့်ရာကုတ်ကဒီလောက်စိတ်ဆိုးနေတာပေါ့မကြော်တီဣပလီစုကလေးစီအမျိုးသမီးများ၏အာကိုအားထားရာတိုင်တယ်ရာဖြစ်ပေသည်ဤရက်ွက်တွင် နေထိုင်သူများသည်ညတော်အဖြစ်ပြည့်စည်နေကလာအမျိုးသားများသာဖြစ်၏ သူတို့သည်ရရာအလုပ်ကိုကြာပွေလောက်ကန်ခြင်းဖြင့်အသက်မွေးကြရသည်ထဲကားလီတော်သူငင်းလယ်မောက်သူတိုက်ကားနေသူမော်တော်ကားဒရိုင်ဘာတုံရလောက်ကူလီတင်မော်ကြီးကူလီဒေးကူလီစသည်ဖြင့်မိမိတို့နေနိဆိုင်ရာအစဉ်ပြေရာ အလုပ်များကိုလိုက်လံလောက်ကန်ကြရသူများဖြစ်သည်ဖြင့်သူတို့ဤဘဝသည် ရေရာခြင်းမရှိချေဤရက်ွယ်အတွင်းသို့ဝင်လိုက်လျင် ိုးဝါပေါက်ဟောင်လာသောအနံ့သို့သည်ဦးစွာစီကြိုလေးရှိ၏ဖြစ်ကလေးစံဆောက်လုပ်ထားသော မျက်တိုင်နှင့်တူသည့်အိမ်ငယ်ကလေးများသည်အစီအစဉ်မရှိရက်တည်နေ၏တအိမ်ဤကြောသည် တအိမ်ဤမျက်နှာစာဖြစ်၍အငြိအကျင်းများကိုတိမဲ့ကမ်းမဲ့ဆွပြထားသည်နည်းတူဘယုတစိုက်ထိမ့်သိကြက်မဲ့ပေးသူမရှိသောကြောင့်ဟိုင်းကနေဟိုင်းကနေထပြန်သောရင်းအုပ်ကြီးများနှင့်အစုံလိုက်အခဲလိုက်အုံဖွဲ့နေသော ထင်တတ်များသည်ထိုရက်ွက်ကလေးအတွင်း၌တောင်းကျဲစင်၌တောင်းကျဲနေပေသည်မြို့တော်၏လေလွင့်နေသောခွေးများတခဲရှိတော်လဲဝါလင်အောင်ကျွေးမွေးခြင်းမခံရသောခွေးများသည်ခေချင်းလိန်နေ၏ရက်ွက်အတွင်းမှကလေးများသည်မဝေးမနှီးရှိထောင်းတူကလေးမှတက်လာသောကြွပေါက်နှင့်ရက်ွက်အတွင်းမှအငြိအစည်းနှင့်စားကိမ်းမှဓာတ်စီနှင့် ကစောနဲ့များကိုရှုရှာရင်းပင်ပြေလွာကစားကြရသည်မတ်တော့အိခင်မောသည်ဗစိန်ခေါ်မမက်မှာတင်မောကြီးကိုလီအဆိုင်တစ်ခုမှာအကြည့်အမှုဖြစ်သည်မမိတ်ဤဩဇာသည်မနေ့ဖြင့်အတွေ့အာမခံမရှိသောတင်းရသားများအပေါ်၌လေးနဲ့တင်းနဲ့အမြမတ်တော့အားလင်းလေးစားယူတည်ကြရသည်ထို့ကြောင့်ပင်မမက်သည်ဤသူကားများမခက်မအပ်ဖဲနှင့်အရက်လူကြီးလူလူဖြစ်လာ၏ ဟာရှင်ဟာမီရာကုန်စာတုံးတကိုရီသမားများတည်လဲနတ်ကျော်အားအမေအမေနှင့်ခင်မင်းလေးစားကြသည်မမဲနှင့်ကတောက်ကစားဖြစ်သောအခါများ၌နတ်ကျော်ကပင်ဝင်းရောက်ဖြန့်ဖြီးပေး၍စဲစရာရှိလဲစဲလိုက်ခိုင်းစရာကျွေးစရာရှိလျင်လဲခိုင်းလိုက်ကျွေးလိုက်နှင့်တူသားတပွဲဖြစ်နေရကယခုမူသူတို့၏အိမ်ောင်ရေးကိုပင် မက်ကျော်ကပင်စီမံနေရာချထားပေးရသည့်အထိမက်ကျော်အားအာဖို့အားထားပြုလာကြသည်တို့လည်းမက်ကျော်စီမံပေးလိုက်သောအိမ်တောင်များမှလင်းမယားခြင်းကရက်ကစားဖြစ်ပြန်သောအခါမက်ကျော်ပင်လက်ရန်စစ်ဆက်သုံးမရပြန်သည့်တွင် အခြားအိမ်တောင်များကပါခက်ခနဲစီလျင်သူ့စီတို့သာပြေးလာသည့်အထိဖြစ်လာလေတော့၏မက်ကျော်နှင့်မက်အေးစိန်တို့ယခုပြောလာကြသော မတ်တန်းနဲ့ရဖို့ဆိုသူတို့မှာလက်တော့ပေါ်တိုင်းပင်မတ်တန်းဤအုတ်ထင်းသူများထံပြည့်စက်ပြောဆိုပြီးထိမ့်များပေးခဲ့သူများဖြစ်သည်ထို့သို့ပေါက်ဆက်ပေးခဲ့သည်မှာတနစ်ကျော်ပေးပြီးတနစ်ကျော်သောအချိန်၌ရဖို့သည်မတ်တန်းအားအပြစ်ရှာလာသည်အပြစ်ရှာပြီးဆိုမှဖြင့် မိမမည်သည်ယောက်ျားတို့ဤအနိုင်ကျင့်ရာတတဝါဟုယူဆထားသူတိုင်းပြုကျင့်နေရှိသည့်နိမ့်နဲ့အရာရိုက်နေခြင်း တဲဆိုတင်များပါဝင်လာလေ၏လင်းနေမရဆိုတော့လင်းမတဲဘက်မှလင်းပြန်လည်တဲဆိုယုံမစားမကတစ်ဖက်သားနာကြည့်မည်သက္ကလုံများကိုရွေးချယ်တောင်းတော့တဲဆိုတတ်ပြီးမှဓမ္မတာပင်သည်ဤသို့မတန်ဤစဲလုံးဆိုလုံးများကိုရဘုတ်ကအနာကြီးပောက်ကမတန်ထံသို့မလာတော့ပေပထမတောင်းချိန်ခတ်တွင် မက်ကျော်တို့လိုက်လံစည်းစက်ခေါ်ယူလျင်ရဘုတ်သည် ၃ရက်တန်သည်၇ရက်တန်သည်လိုက်လံနေထိုင်ပြီးမှဖက်သွားတတ်၏နောက်တွင်ကလိုက်လံရှာဖွေခေါငင်သောမက်ကျော်တို့ကိုပင်မထေမငယ်ပြောဆိုလာသဖြင့်မက်ကျော်ကနာကြီးစွာဖြင့်အခဲမကြေသောဒေါသကိုပွက်ပွက်လျက်လက်လျှော်နေရလေ၏ကျားတို့ကမှတ်တမ်းမှာစားရမယ့်တောက်ရမယ့်ဘဝသို့တက်ဆင်းလာခဲ့ရသည်မရှိမနာပင်မက်တဲတရမိမရွှင်ဘဝသို့ ဆဲတဲ့စာပြူလာပြီးဟူသောအမင်္ဂလာသတင်းသည်အေးစိန်တို့၏နာဝသို့ဝင်ရောက်လာတော်သည်အခန်းသုံးအေးစိန်အစမတ်တန်းအလင်းမတ်ကျော်အဆောင်ရှိသော အမျိုးသမီးများအဖို့မှမလူတာမလော့တာရှိလာသည်အကြာအမျိုးမျိုးတို့၏စုံစည်းချက်ကြောင့်ကလားကိုယူလိုက်ရသည့်နေ့တစ်ပြိုင်နက်အခြားသူများကကလားမရဟူ၍ဟောတမောက်လေတော်၏မိမိ၏လင်သားက မိမိအပေါ်၌တစ္ဆာရှိလျင်တော့တော်ချင်၏တစ္ဆာများပြည့်ဝင်ခဲ့သောဘာမဖော်ဝင်သောအခြေသို့တိုက်ရမည်ကို တွေးမိလျင်သူတို့၏ဘဝသည်အဘယ်များစောစားရသည်ဟုသာနာတညာနိုင်ကြလိမ့်မည်မထင်၏တကယ်မှမူအေးစိန်နဲ့တန်းနှင့်နှက်ကြော်စသောအမျိုးသမီးများ၏လင်သားများကိုကလားဟု၍ခေါ်ဆိုကြသည်မှာလူမျိုးခြားတိုက်တပါးသားဟု၍ညှင်းညွှန်းခေါ်ဆိုကြတော်လဲ မမဲ့ခါမြစ်တို့တွေမှာတိုင်းရင်သားအဖြစ်ခံယူထားသူများဖြစ်ပေသည်တိုင်းရင်သားအဖြစ်ခံယူထားတိုင်းတိုင်းရင်သားဖြစ်မဖြစ်ကိုကသူတို့ဤစိတ်နေသဘောထားနဲ့လောက်ရကတာတက်တေးခံပေးလိမ့်မည်ဖြစ်တော်ကြသူတို့အားတိုင်းရင်သားဟူ၍သာ ခေါ်ဆိုရပေးလိမ့်မည်ဤတို့ပင်ဥပရေအရာမမဲ့ခေါ်ကိုပါစိန်ဘာတုတ်ခေါ်ဂျာကွန်နေလှမောင်ခေါ်ခါမြစ်တို့ တိုင်းရင်သာဖြစ်နေကြပေမည်။သူတို့ကိုကလားဟုသာမြင်နေကြ၏။အဘယ်လုံးရနှင့်ဤသို့သောခံယူခြင်းများသူတို့တွင်ရှိနေသောကြောင့်ကလားဟုမြင်ကဘာကြောင့်ကလားခေါ်ဆောင်နေကြမှန်းကိုမသိရပေ။သင်စက်မူမက်ကျော်တို့တို့တွင်မှအင်မတန်မှ ကြက်တဲလာပေ၏။ဤလေမက်အရင်ကြီးကိုဆော့ဆော့ဝိုက်အပ်ထားမက်ကျော်ကလက်ခွဲရင်းမှသွားသည်။အေးစင်က ဟုတ်ကဲ့အမကြော်ရင်ဟုပြောကပြဲ့၍လျှောက်ခဲလေ၏အင်းရှိသူရောက်လျင်အင်းတကားပွင့်နေသည်ကိုတွေ့ရသည်ဟဲတကန်တွေကိုအင်းဘော်တို့အတက်တွင်ဟာမြစ်ကဝါကနေထွက်ကပြည်ကျိုနေသည်ထော်လဲလို့ပွဲကုံတာပေါ်တော့ဟေးထော်လဲတယ်ဟုဟာမြစ်မှာမျက်လုံးပြူသွား၏ဟုတ်တယ်ပြေးစမ်းခြားစမ်းဟာမြစ်သည် မရှူနိုင်မဆိုင်နိုင်နဲ့ အေးစိန်ဤကောင်းပေါ်မှာခန်းတောင်းကိုမချလိုက်တာဘယ်နဲ့နေလဲရင်ဘလို့နေလဲနေကောင်းရလားဟု အငမ်းမရအမင်းနေဤအေးစိန်မှာပူပန်ထက်တော်လင်းဖြစ်သူအားပြုံးရွှင်စွာ မော့ကြည့်ရင်နေကောင်းပါလေကစားလဲတဲ့ဟာပဲဘာမှမဖြစ်ပါဘူးဟု၍အေးစိန်စွာဖြေလိုက်တော့မှသတိနဲ့သွားပါလောက်ပါအေးစိန်ရဲ့ဟုလေးလေးပပင်ကြီးကြီးတွားပြောဆိုလိုက်လေဤကဲဈေးမပိတ်ခင် ။စကံလေးစုံးနေသွားဝင်လိုက်အောင်မေ။အေးစိန်ကခေါင်းကိုကိုခေါင်းပေါ်မှာခြံရင်းပြောလိုက်ရ။ငါသွားမေ။ကဲပြော။ဘာတွေဝယ်ခဲ့ရမလဲ။ဟာမြစ်ကထဟန်ပြူလာပြီးအေးစိန်ပခုံးကိုဖိချလိုက်သည်။ငါစိတ်မချဘူးဟဲ့။ညနေပိုင်းမှာကားတွေကလည်းလျှောက်တယ်။ခဏတဖြုတ်လာအမောဖြေပါအောင်။လင်းသည်လင်းသာဖြေပြီးပလားရဲ့တရုတ်ရဲ့မကွဲပြားသည့်နီးတူမြစ်တာသည်လည်းမြစ်တာသာဖြစ်၏။ကလာအေးရင်မှဖြစ်သောမြစ်တာ တယုတ်ဒီနှလုံးသားမှာကြံ့ကြတော်မြတ်တာမြတ်တာမှန်လေအေးမြချမ်းကြည်လာပြီမို့။ခါမင်းဤသောကရှင်တော်ဆိုစကားကအေးစိန်ဤရင်တွင်ဝင်အေးမြသွားစေ၏။ငါအမဲကြီးကစိတ်ကလေးသာဝဲထားတယ်ဟိ။ကင်ပြီးပြီ။တဲယုံမယ်။ကဲပြေးပစံ။ခါမင်းပြီးအေးစိန်ထမ်းမှာပစံကိုယူကဖတ်တော်တော်ထွက်သွားလေ၏။သူထွက်သွားရသူမြင်းမျောကြည့်ရကား လမ်းကျိုးကလေးတစ်ခုတို့ရောက်ခါပျောက်သွားမှာအေးစိန်ကအိမ်ထဲသို့လှည့်ဝင်ခဲ့သည်အိမ်ထဲသို့လှည့်ဝင်လာသောအခါ၌အေးစိန်ဤမျက်နှာဖြင့်ပြီးဤစင်ဝဲပါနေပေ၏သူဟာမျက်နှာရစကတာမွေဈေးအတွင်ရှိသူ့မဟင်းကားဆိုင်ကလေးဘေးမှဈေးတယ်များသည်သူ့အားဝမ်းဝမ်းမင်းငော်ခဲ့ကြသည်ကြောက်ချခဲ့ကြသည်ကြွေးဆွေးခဲ့ကြသဖြင့်အေးစိန်မှာမျက်နှာငယ်ခဲ့ရ၏။ယခုမူ မိမိအခွန်မတဲ့ထဲမှာအေးချမ်းသောမြေတားကိုသိရှိလာသဖြင့်ထိုင်ရကြိုးနဲ့ပေသည်ဟု တွေးလိုက်မိသည်အေးစိန်ဤဝင့်ကြွားသောအပြုံးသည်လက်လာလေ၏အေးစိန်ခင်အိုကြီးကိုထားတဲ့ငါတဲခဲ့မယ်နောက်တနေ့နဲ့နဲ့မှစာ၍ဟာမြစ်သည်မမမကျန်းကြီးနှင့်ဈေးထွက်ရရှာသောဇနီးတွေနှင့် မတည့်လျော်အောင် လေးလံသောပစ္စည်းများကိုဈေးသို့လိုက်လံပို့ပေးသည်တဖန်ညနေတိုင်းလည်း ဈေးတို့ပေါက်လာပြီးတိုင်ကိုကူညီသိမ့်ပေးကအင်းအိမ်ရောက်ပယ်ပိုးပေးပြန်လေသည်အေးစိန်နေမလုံးနဲ့ငါလုံးမယ်ဈေးမှာတနေ့လုံးထိုင်နေရတာညောင်းမှာပေါ့ဟဲ့ငါစားပါအောင်အိမ်သူရောက်ပြန်လျင်ဟာမြက်ပြီးအေးစိန်အားဘာမှမလုပ်စေပဲအိမ်မှုဝင်တာများကို သူ့ကြီးကုန်းလို့ပြန်သည်ဒီမှာလဲလုံနိုင်ပါသေးတယ်ကိုဟာမြင့်ရဲ့ဒီနူး၍မဆောင်သောရှင်ပြခြင်းဖြင့်အေးစိန်ကလည်းသူ့အစွမ်းကိုပြခြင်းသည် တို့ရတွင်ခါမင်း၏စိုးရင်ကြောက်ကြမှုညွန်အတွင်း၌သာအေးစိန်မှာဝမ်းတဲတတာနစ်မြုပ်လျက်ခါမင်းအလိုချအေးစေးစွာနေလိုက်ရတော့၏တို့လည်းငယ်အမှုတာဝန်များကိုဆောင်ရွက်ခြင်းဈေးသွားဈေးပြန်တွင်ကျိုးပို့ခြင်းများအပြင်ခါမင်းမှာလောက်သားများငှားရက်ကမောက်ဖို့တဖို့ကိုပင်ထူထောင်ခြင်းဖြင့်အေးစိန်၏လုပ်ငန်းကိုတည်ရင်းစွာထက်တိုးတက်လာအောင်ချက်ထွင်နေလေ၏ပြည်သည် 9လ6လကတည်းကအေးစိန်အဖို့တက်တက်တတနေလာရသည်မှာတိလာတဲ့သူရောက်သည့်အထီးပင်ဖြစ်သည်တိလာတဲ့သူအရာတွေကအေးစိန်မှာစိုက်တို့ထွက်ပြီးရောင်းရုံကလေးတော်မြမရောက်နိုင်တော့သည့်အထီးပိုပြည့်လက်ပြည့်ဖြစ်လာရကမုံရောင်းလည်းမပြည့်စေခြင်းသောဟာမြစ်ကိုယ်တိုင်ပင်အေးစိန်ညှော့ပြသည့်အတိုင်းမပြောပင်ခွာပြတ်တော်ကြောင့်ခေချေရသည်အိမ်မအေးစိန်ကိုယ်တိုင် လက်ထက်တင်ပြလိုက်တော့မုတ်ကိုပကံထဲသို့ယူထဲပုံမုတ်ဖြတ်ပုံခေးထဲပုံများကိုတေးချစွာမှတ်သားပြီးမိမဆေးတယ်များအလဲတွင်တွားရောက်ရောက်ချလေတော်သည်ဟေ့ကလားရမဟင်္ဂရောင်းလို့ဟေ့တမ်းမွေဆေးအလဲ၌ဟာမြက်ကိုအထူးအစံဝိုင်းကြည့်ကြ၏ပြောကြ၏တို့ရတွင်ဟာမြက်ကတွားတစ်ချက်ချင်းနှင်း၄၀ရောင်းချမြက်သာရောင်းချနေလေသည် သူ့ဆိုင်သူမောဟင်ကာဆိုဒီမှာဗမာလုပ်တိမဟုတ်ဆိုကရောင်ရွေးမြပင်စိတ်မကိုခဲ့တော့သူ့ရောင်ရည်ရဲပဲများပါ လာရောက်စတော့အပိကြသည်အချို့ကလည်းခက်တဲသွားလာရင်ကခင်မောစကားပြောသွားကြ၏ထို့ကြောင့်ပင် ဟာမင်းဤပြိတ္တဲ့အေးစိန်ဤဖောက်တယ်တို့ဖြင့်ဟာမင်းဤဆိုင်မှာစီကားနေလေသည်ဒီနေ့တခြားတိုးတက်ကြီးပွားလာသည့်အဖြစ်ကိုမြင်ရသောအေးစိန်မှာ ဘေးကပ်ပေါ်မှနေပြီးတခြင်းကသူမကိုတရွေ့ထွေးခဲ့သူများအားဘယ်နဲ့ရှိစားဟု ပြေးမိလိုက်ခြင်းစိတ်ပေါ်နေလေ၏တို့ရာတွင် လူဆိုသည်မှာ အလောခက်သောတတဝါတစ်မျိုးဖြစ်ရကလူထဲမှလူတစ်ယောက်သာဖြစ်သောဟာမြက်သည်လည်းအလောအကိုင်းထောကာကြီးပွားလာသောအချိန်၌တခင်ကလိုအေးစိန်အားယူရမျက်နှုတ်ပြီးပူပူမောက်နေသောဟာမြက်မဟုတ်တော့ချင်းအတောက်အစာအပြောအပါဖက်လာသည် အငယ်အနောင်ထလာလေတော့ဤကိုဟာမြင့်ရှင်ဟာအရင်လိုမဟုတ်တော့ပါပဲလားအေးစိန်မှာခလေးငယ်တစ်ဖက်နဲ့မို့ဘာမှမလုပ်နိုင်ဟာမြင့်အငယ်အနောင်ထတည်ကြ၍မေးလိုက်နေရင်ဟာမြင့်ကမဟုတ်ပါဘူးငင်းလိုက်ပါကပြေးအေးနေကြရသည်ယခုမူအိမ်တို့ပင်မှန်မှန်မပြဲဈေးရောက်ရသည့်ငွေကိုပင်အရင်လိုမအပ်တော့ပိုး၍စိုးတီမှာကမမဲဤတူမကလေးနှင့်ကမရွတ်တွင် လက်ထပ်လိုက်ပြီးဟူသောသတင်းဖြစ်သည်ကိုဟာမြင့်ရှင်ဟာအရင်လိုမဟုတ်တော့ပါပဲလားဟင်ပထမတော့အေးစိန်ကရဲတော်ဆိုလင်းလျင်ညောင်ရီအိုးရီပေါ်ပင်တောက်တော်မတန်ကြည်ရှင်ကြွေနောက်တော့အရင်လိုမဟုတ်မဟုတ်လို့ငါဘာလုပ်နေတယ်ဟုထက်မမပြန်မေးရကတဖြည်းဖြည်းနဲ့အရင်လိုမဟုတ်လို့မပောင်းခြင်းနဲ့စင့်သွားလေထက်တီတီပြန်ပြောလာ၍ယခုမူအပြည့်အမျိုးမျိုးပြကား ိုက်နဲ့ကံကြောက်လာလေပြီအေးစိန်ကခါမြစ်ဖြစ်တယ်လို့ဒိုက်နဲ့ကံကြောက်ရုံနဲ့တဲမသွားပြီတန်းငယ်ကိုရင်းဝင်ပိုက်၍တိတ်မိတ်ခံသည်မက်ကျော်တို့ကိုတွားရောက်တိုင်တန်းသည် မိမတာတရာအတွဲနှလင်းကတုံးလင်းတို့ပြောင်းဖို့မဆိုထားပြီတလင်းမှနှလင်းတို့ပြောင်းတဲ့ဘူးချင်းတည်ပင်လွန်နေပြီဖြစ်ရကအေးစိန်မှာတနေ့တော့ဟာမြင့်စိတ်ပြန်ကောင်းလာလို့တရက်တွင် တားငယ်ကိုသတိရလာလို့နှင့်တောင်းသားနေခဲ့သည်။ဟာမြက်ကရခင်ဟာမြက်ဘဝသို့ရောက်မလာတော့ပေ။နောက်ဆုံး၌အိမ်သို့ပင်လုံးဝမလာတော့သည့်အဖြစ်ပြက်စဲသွားလေတော့၏။အေးစိန်ကညီတို့မြတ်မတတ်နိုင်ချေ။ဟာမြက်အပေါ်၌ဩဇာများသည့်ထင်းချက်သောမတ်ကြော်သည်လည်းဘာမျှမတတ်နိုင်ခဲ့ချေ။သို့တော်အေးစိန်သည်တုံ့လှုပ်ခြင်းမရှိ၊ဝန်းနေခြင်းမရှိ၊လေးပြက်ခံရခြင်းအတွေ့ အေးစိန်သည်လုံးဝမတုံလုံးဒီလိုဖြစ်ရသည်မှာဒီတစ်ချိန်တည်းသာမဟုတ်တော့ကြောင်းဝမ်းလည်းမနေပါဘူးဝမ်းထဲဒီမှာကပန်းဥပန်မောင်းမြနှင့်မှားရွေးကြပြီးနောက်ကောက်ယူလိုက်ရသည့်ဟာရှင်ကပြစ်သွားစဉ်အခါတုန်းကဒင်းဝေးပြင်ဘက်ရှိဈေးတယ်များ၏ဘောင်းဝဆဲဆိုခြင်းမျိုးကိုထမဲခံယူရမှာကိုတွေးတော်ဝမ်းနေခြင်းတစ်ခုသာရှိသည်ဟာရှင်နှင့်တုန်းကလည်းဟာရှင်ကပင် လောက်ကန်ကြွေးကြရမှာဖားရှင်ထောင်းကြပြီးဒရိုက်ဘာလိုင်စင်အပြုံး၌မတက်တာသဖြင့်မောက်လက်ဆောင်လို့ကြွေးကြရသည် နောက်တစ်ယောက်ထဲရောင်းချင်ထဲနှစ်ယောက်ရောင်းလျင်ပိုမိုချောင်းလေနိုင်သည်ဟုသောဖားရှင်၏အကြံပေးချက်ကြောင့်မောက်လက်ဆောင်လုံးဤပင်ပေးချက်၍မကြမီဖားရှင်သည်သစင်ထောင်း၍ပွဲထွက်သွားခဲ့၏ဤစဉ်တုန်းကခန့်ခဲ့ရသောမျက်ဆောင်စကားဆောင်များကိုအေးစင်သည်ယနေ့ထက်တိုင်မမီ ဟောဖာမြစ်ကမောင်းကားဆိုင်ဖွဲ့ကသတင်းထောက်လာခြင်းအတွက်လဲအေးစင်ပြီးမောင်းကားတဲ့ညညဤဘလောက်ကင်းထန်သောတောင်းမြောင်းဆဲဆိုခြင်းကိုခံရအောင်မီကို မခံမနိုင်တော့ချီအခန်းလေးတလကန်ကြတော့အခါအေးစင်သည်ဒေးတဲ့ဘဝသို့ပြန်လေကူးပြောင်းခဲ့ပြန်၏ဈေးကွက်မှာဘိုးကလေးဈေးတွင်ဖြစ်သည် သူထောက်လို့သောမောင်ကမောက်ကျွဲသေးသည် သူဤစင်းရည်ကိုတိထားသူများကသူ့ဆိုင်သို့နေစဉ်လာရောက်စားတောက်နေသောမောင်စိန်ခေါ်ကာစင်ဤအရဲ့အခြေကိုကြည်ကားတာနောက်ထပ်တိုးပွားလာအောင်မီမောက်ကျွဲသေးဆိုင်တဆိုင်ကိုတောက်မျောနေကြရလေတည်းဒီနေရာမှာတော့တိုင်းဆရာကြီးတင်ဖြူကျွန်းအောင်စိန်ရေးသားထားတယ်အေးစိန်လင်းကောင်ရှောင်းခြင်းဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်